တယောက်ရောက်တာတော့ Chelsea ကိုနိုင်အောင်မကန်နိုင်တဲ့ Arsenal ကတော့ဒီချိန်နဲ့ဖလားမရနိုင်သေးပါဘူး။ Arsenal အဖြစ်ကတော့တော်တော်ဆိုးဆိုးပါပဲ။တယောက်ရောက်တဲ့ Chelsea ကိုရင်ဆိုင်ခဲ့တာတော့မှတူတူတန်းနဲ့မကစားပြနိုင်ခဲ့ပါဘူး။ Chelsea ကတော့ရှေ့ပွဲတွေကအနီးကပ်တွေကြောင့်ဆယ်ယောက်နဲ့ကစားတာကိုအသားချနေတဲ့အတွက်အခု Arsenal နဲ့ပွဲမှာလည်းသူတို့ကတော်တော်ရရပဲလုပ်ပြသွားတော့တာပါ။ Counter တစ်ချက်ပေါက်ရင်ကန်ချက်တစ်ချိန်ရတဲ့အထိ Chelsea ကကောင်းခဲ့တာပါ။ ါကြောင့်ပွဲစားတွေကခန်းစစ်မှာတက်ပြက်နေအာဒီနိုင်းအာဆင်နယ်ကတော့ဂိုတကိုရခဲ့တာကလွှဲရင်ဘာမှကိုလုံးမပြနိုင်ခဲ့တာပါဒါကြောင့်ဒီနေ့ပွဲမှာဆိုရင်အင်ရှင်လည်းဖြစ်အနီကလည်းထိတယောက်လည်းရောက်ခဲ့တဲ့ချဲစီကလူဆောင်တဲ့အာဆင်နယ်ချက်ကိုပို့ပြီးတော့ချီးကျူးခံလိုက်တာဖြစ်ပါတယ်ဒါတော့မှချဲစီဘက်မှာကိုပါမမပါသေးပါဘူးအကယ်၍လူစားလည်းခံလိုက်ရတဲ့ဒီလက်နေရာမှာကိုပါမကဖြစ်နေခဲ့မယ်ဆိုရင်တော့အာဆင်နယ်တသိန်းလုံးဒီပွဲမှာရဆရာမရှိဖြစ်ကုန်မှာဖြစ်ပါတယ်နောက်ပြီးချဲစီကစိတ်နဲ့ပိုင်းမှာလည်းဒီနေ့ပွဲစဉ်မှာတော်လေးတက်ကြွနေခဲ့တာပါဖလားဆောင်ရဘူးလေးဆိုတဲ့ဂုံနဲ့တင်သူတို့ကရှေ့ပလန်နဲ့ဖြုတ်ခဲ့ကြတာပါဒီတော့ဒီပွဲမှာပြောဆရာဖြစ်ခဲ့တာကတော့အာဆင်နယ်ပါပဲအာဆင်နယ်ဒီနေ့ဘယ်လောက်ပဲကောင်းနေပါစေအောင်ကန်ဒီယားကဒုက္ခပေးလိုက်ရင်တော့အာဆင်နယ်က ၅ပါမောက်တော့တာပါပဲ။နောက်ပြီးဒီဘက်မှာဆာလီဘာနဲ့ကာရီမပါသေးတန်အောင်တေချာပေးပြီးကစားမယ်ဆိုရင်အာဆင်နယ်ကတော့အနိုင်ရနိုင်တဲ့အနေအထားတွေများစွာရှိခဲ့ပါတယ်။ ဒါပေမဲ့လည်းတလဲလုံးခဲ့တဲ့စာကနဲ့လူစားဝင်ကစားဖို့လောက်တာတင်းတော်တွေမှာတင်းတယ်လေတို့ကြောင့်အာဆင်နယ်ကတော့တော်တော်လေးကိုခက်တွေ့ကြတာပါ။နောက်ပြီးအာဆင်နယ်ခန်စစ်တွေကလည်းဒီနေ့ပွဲမှာအတော်လေးစိုးရင်ကြာကောင်းတဲ့အနေထားနဲ့ကစားခဲ့ကြပြီးရိုက်တာဆင်မကူဘူးဆိုရင်အာဆင်နယ်ခန်စစ်ကဂိုးတွေတတိကြီးကိုအလှလို့ပေးနေရမယ့်အနေထားမှာရှိနေခဲ့ပါရင်ဒီတော့ကန်နီယားကလည်းနေဆက်နေတဲ့အခြေအနေမျိုးမှာတိုင်းစစ်ကစားပါတွေကလည်းတပွဲမဟုတ်တပွဲကုလို92ထားကြောင်တဲ့အနေထားမျိုးနဲ့ဆိုရင်အာဆင်နယ်အတွက်ဒီနေ့မှာလည်းဖလားရနိုင်မယ့်အခြေအနေကိုမမြင်မိသေးပါဘူး။မန်စီးတို့ကောင်းကင်တို့ကဆိုရင်ကုလို့ပွဲတွေဆိုတာကအိမ်ပြီးတော့ကန်ရင်တော့မှနိုင်ခဲ့ပါရင်နောက်ပြီးတော့ချန်ပီယံဖြစ်မယ့်အတင်းတင်းကကန်နီယားကလည်းတော်တော်နဲ့မနှိပ်စက်တတ်ပါဘူး။ဒါကြောင့်အခုလက်ရှိအာဆင်နယ်တို့ကန်နီယား ားကိုနှိမ့်ဆက်နေပုံကထောက်မယ်ဆိုရင်ဒီနေ့မှလည်းအာဆင်နယ်ကဆူလာရီနဲ့ဝေးကွာနေဦးမှာဖြစ်ပါရင်ဒီတော့အာဒီတာနေနဲ့ကန်တရားကိုနှိမ့်ဆက်နေတဲ့အားသားချက်တစ်ခုဖြင့်အများဆုံးပြပြနိုင်ဖို့အထူးပဲလိုအပ်ပါရင်ဒါကြောင့်အခုလက်ရှိအာဆင်နယ်အားနဲ့ချက်ကကစားသမားတွေရဲ့ကြံ့ခိုင်မှုပဲဖြစ်ပါရင်နောက်ပြီးအာဆင်နယ်ကတခြားအသင်းတွေလိုဆိုပြတဲ့အသင်းလည်းမဟုတ်ပါဘူးဒါကြောင့်တစ်ခုဆိုရင်အာဆင်နယ်ကပဲနှောင့်ပြောင်းခံရမှာပါရင်ဒီလိုခံရတဲ့ကြားရဲကောင်ပါပါကစားသမားတွေကပါနိုင်တူးကြောက်လိုက်တော့အာဆင်နယ်ကလည်းမရှုံးသေးတန်အောင်တချံမရနိုင်ဂူတဲသွားအောင်ရတာပါပဲဒါကြောင့်လိုရင်းတူရှင်းပြောမယ်ဆိုရင်ဒီနေ့ပွဲမှာချဲစီကနိုင်ကိုနိုင်ကဲတင်တာဖြစ်ပြီးတကယ်တမ်းကန်ဆိုးသွားခဲ့တာကတော့အနီးကပ်ထိသွားတဲ့ချဲစီမဟုတ်ပဲအာဆင်နယ်လာဖြစ်ပါရင်အာဆင်နယ်ကဖလားရနေတဲ့ခြေစွ ွမ်းမြောက်ကိုမပြသနိုင်ခဲ့ဘူးဆိုပေမဲ့ဆာလီဘာဂါရီယာတို့မှပါလာနေတဲ့တခန့်ရသွားခဲ့တာပါဒီတော့ကစားမုံကောင်းတဲ့ချဲစီကသူရဲ့အိမ်ဝင်းကြီးမှာအာဆင်နယ်ထက်ပိုတာသွားခဲ့တာကအဆန်းကြီးတော့လည်းမဟုတ်သေးပါဘူး ဒါကြောင့်အဓိကကစားမတွေပါတဲ့အာဆန်နယ်ကတော့ခြေစွမ်းရအားရစရာမရှိဘူးဆိုသည့်တိုင်အောင်လူစင်းကလည်းတော်လေးကိုတိုင်ပတ်နေကြတာပါ။ဒါကြောင့်ကျွန်တော်တို့ပွဲကြီးပရိသတ်တွေကတော့ဒီနေ့ပွဲမှာအကောင်းဆုံးဖြစ်နေတဲ့အချိန်တော်တော်လေးဆိုးရွားနေတဲ့အာဆန်နယ်ကိုမြင်ခဲ့ရပြီးဆိုးရဲလို့ထင်ရတဲ့အချိန်မှာအကောင်းဆုံးဖြစ်နေတဲ့ချဲစီကိုမြင်ခဲ့ရပြပါတယ်။ဒါပေမဲ့တခုရှိတာကဒီချဲတိုင်းဆိုရင်ရှင်းဆက်အာဆန်နယ်ကမလွယ်ပါဘူး။ပွဲမတိုင်ခင်လေးတိုက်တဲ့တိုက်ချက်တွေအကြောင်းလဲချဲစီအသင်းရဲ့ကစားဘုံကျန်းတဲ့မှုတွေအကြောင်းရောအာဆန်နယ်ကဒီနေ့ပွဲမှာရှေးမဲတူမလာနာဝဲဆိုမလားဝေပွဲမရဖြစ်ပြီးတော့တုံချီတုံချီဖြစ်နေကြတာပါ။ဘောလုံးပိတာကအစားဆုံးရင်စိတ်တွေများစွာနဲ့ဖြစ်နေကြတာပါ။အဓိကကတော့ချဲစီတို့ကလည်းလက်ရှိချန်ပီယံကြီးကိုအပြုတ်ပြုတ်ချင်နေကြတာပါ။သူတို့နိုင်လိုက်လို့အာဆန်နယ် ယ်ကအဆင်မပြေဘူးဆိုရင်တော့မှအာဆင်နယ်စီကနေရာသမျှအမှတ်တွေအားလုံးကိုသူတို့ကလိုချင်နေကြတာပါ။ဒီတော့ဒီပွဲမှာချဲစီကဂိမ်းပလန်ကောင်းကောင်းကြီးအလုပ်ဖြစ်ခဲ့ပြီးအာဆင်နယ်ရဲ့ဂိမ်းပလန်ကတော့ပွဲအစစီဗီနီယောင်ပါရာနဲ့အသက်မဲ့သွားခဲ့တာဖြစ်ပါရင်သို့ပေမဲ့လည်းချန်ပီယံဖြစ်ချင်တော့ဟိုလူမပါတာဒီလူမပါတာကိုအကြောင်းပြချက်ပေးလို့မရပါဘူး။ဘလိုပဲဖြစ်ဖြစ်ဘလိုချင်နေမှာပဲဖြစ်ဖြစ်နိုင်အောင်ကစားနိုင်မှသာချန်ပီယံဆိုတဲ့ကုံမုံနဲ့ထိုက်တန်မှာဖြစ်ပါရင်ဒါပေမဲ့ချန်ပီယံလေးကိုပဲရွေးဖြုတ်တဲ့ချဲစီကြောင့်အာဆင်နယ်ကတော့ဒီပွဲမှာချန်ပီယံဖြစ်နိုင်တဲ့ပုံစံမျိုးကိုမပိုင်ဆိုင်ခဲ့ရပါဘူး။